မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေလို့မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာတိတ်ပံမောင်ဝါရေးသားထားတဲ့ဝိတုဆောင်းမဘောင်းကျုံတစ်ထည်ကခလေးနှစ်ယောက်ဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးတော်မှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတင်ကြီးဖြစ်ပါတယ်မောင်လူအင်းနဲ့ခင်တန်းမြင့်တို့တွင်တာသမီတစ်ယောက်မျှမရှိတို့ရရင် မောင်လူအေးတို့အိမ်တွင်ကကလေး၂ယောက်ရှိလေသည်တယောက်မှာမော်တော်ကားမောင်းသမားမဟာမခန်ဤตาကလေးဖြစ်၏ကြံတယောက်ကတပည့်ထွန်းဖီဤตาကလေးဖြစ်လေသည်ကလားကလေးကအသက်၅နှစ်ခန့်ရှိ၏ထွန်းဖီဤตาကလေးမှာအသက်၂နှစ်ကျော်သာရှိပေလိမ့်မည်ကလားကလေးမှာရိုးသားဤကြောက်တဲ့ဤစကားများဤသို့တော့မြန်မာစကားကို တလုံးမြတ်မတန်း ကလာစကားကိုမူကားလဲလဲပတ်ပတ်အချက်ကြက်ကြပြောတယ်လီသည်အဖေကလာကြီးအားများစွာချစ်ခင်သည့်တဦးတည်းသောသားကလေးပေသည်ကလာအဖိုးကြီးနှင့်သူဤမယားတို့မှလည်း၎င်းသားကလေးအားအသက်အမြတ်ချစ်ခင်ကြပေသည်ကလာကလေးအားမျက်စိအောက်မှအပြောက်မခံကြကြဤကလာကလေးသည်ဝင်းချံအတွင်းမှအပြင်အပသို့တကားမြမထွက်မိဘများကလည်းထွက်ရန်ခွင့်မပြု ဝင်းချံအတွင်းသို့စိတ်များဝင်လေလိုက်၍မောင်းဝင်၏နတ်တိုးများမြက်ကန်းလာလင်က မောင်းဖို့ဝေးစွာလှုပ်ပင်မလှုပ်ဝင်စေမောင်လူအေးနနက်ရုံသွားသည့်အခါဖြစ်စေ အခြားသို့သွားသည့်အခါဖြစ်စေ ကလာကြီးမော်တော်ကားမောင်း၍ထွက်လာလင်ကလာကလေးသည် အမဲပင်ဝင်းချံဝတရက်ပင် အောက်မှစောင့်၍ကြည်၏ဤအလုံမှာကလာကလေး၏နေစဉ်အလုံဖြစ်လေသည် မြည်သည့်အခါမြဝင့်မပြတ်ချေမောင်လူအေးသည်ရက်ပေါင်းများစွာပင်တတိထား၍ကြည့်မိ၏ကလားကလေးကတခါမြပြက်ကွက်ခြင်းမရှိ မော်တော်ကားဝင်းထဲမှ ထွက်လာသောခါတိုင်းကလားကလေးသည် ဝင်းဝတရက်ပင်အောက်သို့ရောက်နေသည်သာတည်းမော်တော်ကားထွက်သွား၍အတော်ဝေးသည့်တိုင်အောင်ဆိုက်၍ကြည့်လိုက်လေသည်မော်တော်ကားကိုဤမြဂယုဆိုက်၍ကြည်ရှာသော ကလားကလေး၏စိတ်ထဲတွင် အသူသောစိတ်ကူးများရှိနေပေမည်နီမော်တော်ကားမောင်းသွားသောကလားကြီးကိုပင်အားကျ၍နေပါသော်မော်တော်ကားတွင်ထိုင်၍သွားသောမောင်လူအေးကိုပင်အားကျ၍နေပါသော်မြည်သူပြောကြပါအံ့နီစင်စစ်ဤကလားကလေး၌အားကျနေသောစိတ်ဓာတ်တစ်ခုခုရှိရမည်မရှိဘဲဤသို့နေစဉ်မပြတ်မော်တော်ကားအသွာအလာကိုစောင့်၍မကြည့်တန်ရမော်တော်ကားပြန်ရောက်၍ ကလားကြီးကရေစေးသောအခါတွင်လဲဝိုင်း၍ပုတ်တိုင်စေးကြောပေးသည်ဤကလားကြီးခိုင်းသည်မြကိုလှုပ်ပေးရှာလေသည်ဤအသက်၅နှစ်မြတာရှိသေးသော ကလားကလေးမှာသူဤအဖေအားအတော်တန်အထောက်ပံ့ပေးနေလေပြီ ကလားကြီးနှင့် ကလမတို့သည်မိမိတို့ဤတူဦးသောသားကလေးအားအသက်တမျှချစ်ခင်ကြတော့လဲအလိုလိုက်၍မထားကြပင်အချိန်နှင့်ကြွေးဤအချိန်နှင့်ကစားစေဤအချိန်နှင့်ရေချိုးစေဤ အချိန်နှင့်အိပ်စေ၏အချိန်မှန်စေရန် အဖေသည်၎င်းအမေသည်၎င်းထိုသားကလေးအားမကြမကြရက်၍ဆုံးမလေးရှိကြ၏အဖေကရိုက်သော အမေကမချော အမေကရိုက်သော အဖေကမချောတို့ဖြစ်သောကြောင့်ကလားကလေးမှာကြကြမငိုခဏမြငိုပြီးလင်တိတ်၍သွားတော်၏ကလားကလေးတစတစစီးတည်၍လိုက်လာလေသည် ဤကမော်တော်ကားမောင်းသမ၏တားကလေးအကြောင်းပေသည်ထွန်းဖေ၏တားကလေးအကြောင်းကို နားထောင်ကြပါဦးထွန်းဖေ၏တားကလေးကဥစွန်းဖို့ကြာွက်နှင့် ကောင်းကလေးဖြစ်၏ခန်းနောက်နောက်ခက်တီတီဇွဲခက်ကောင်းကောင်းဖြစ်လေသည်အသားကခက်ညူညူညနေပေါက်ကရုပ်မဆိုးလားလှသည်ဟူ၍လဲမဆိုးနိုင်မှုံတီတီမျက်နှာဖြစ်၏စကားကောင်းကောင်းမတက်သည် အလွန်လဲလဲပတ်ပတ်ပြောတတ်သောစကားတလုံးကရဲတာပေါ့ဆိုသောစကားဖြစ်လေသည် အချားမြည်သည့်စကားကိုမျဟုတ်ဟုတ်မပြောတတ်ပေ အဖေအမေထမင်းဟင်းဆိုသောစကားအလွယ်ကလေးများကိုပင်မဆိုတတ်သေးပေသူအရွယ်အချားကလေးများတွတ်တွတ်လက်လက်စကားပြောတတ်နေကြလေပြီအာနေလင်းရဲတာပေါ့ရဲတာပေါ့ဟူ၍အခုံးမောင်းများစွာတို့ကိုဟစ်အော်၍နေသောကြောင့်နားပင်ညီးကြလေသည် မြည်သူက ထိုစကားကိုတင်ထားသည်ဟုမသိရပေ၎င်းရေရာပော့ဟူသော စကား၏အတိတ်ဘဲကိုလည်းသိသည်မဟုတ်ကြက်တူ၍စကားပြောတဲ့ကဲ့သို့ပြောနေခြင်းမျှဖြစ်လေသည်အဖေအမေ ထမင်းဟင်းရေမုတ်ဆိုသော စကားလွယ်လွယ်ကလေးများကို မတက်ပါပဲရေရာပော့ဆိုသော စကားကိုသာတက်နေသည်မှာထူးဆန်းလှပေ၏ခေကြီးကရေသေးရကောင်းနေသောကြောင့် ဤကလေးသည် ရေရာပေါဆိုသောစကားတလုံးကိုသာရွေးရွေးတက်နေလေရော့သလားဟု တွေးတောမိတော်၏ဤကောင်လေးတေပုံတတ္တိရှိပုံနောက်ပုံများကို အနှဲငယ်ရေးသားရန်လိုပေသေး၏နနဆောဆောအိယာမထလည်းမငိုပဲမနေငိုသည်သာသည် သူငိုသည့်အတွက် မောင်လူအေးမှဆ၍အိမ်သားအားလုံးကိုပင် အနောက်ရှက်ပေး၏သူအမေကဖြစ်စေအဖေကဖြစ်စေ တွား၍မချီသည်မျအငိုမတိတ်တော်ပြီ။နာညီချင်းကိုမခံနိုင်ကြသောအဖေအမေတို့သည်တွား၍ခြီကြရတော်၏။အိယာမထားပြီးလင်အေးအေးမနေသည်။မုတ်စားရန်ပူဇာပြန်ပြီ။မုတ်တဲလာလင်ငို၍အဝဲခိုင်း၏။တပြားဘူးဝဲပေးလဲမကြည်နဲ့သည်။နှစ်ပြားဘူးစားရမှကြည်နဲ့လေတော်၏။မုတ်စားပြီး၍တအောင်းလောက်ကြာလင်အချားမုတ်တဲတူးကိုအခေါ်ခိုင်းပြန်၏။မခေါ်လင်ငိုပြန်၏။ သူဤငိုခြင်းလက်နက်ကိုတီးမခံနိုင်သောကြောင့်တပြားဘိုးဝယ်ပြီးရပြန်၏မုံစားပြီး၍အတော်ကလေးအားရလဲရဲတာပေါ့ရဲတာပေါ့ဟု၍ဆိုကားသူဤအဖေဈေးမှ အပြန်ကိုသာမျောနေ၏ထွန်ဖေဈေးမှပြန်ရောက်၍ဈေးတောင်းကိုချလိုက်သည်နှင့်တပြိုင်နက်ဈေးတောင်းထဲမှမုတ်ကို၌တော်၏အကယ်၍သူအတွက်ထွန်ဖေမုတ်မဝယ်လာလဲချော့၍မရအောင်ငိုလေတည်းချော့၍မရသဖြင့် အဖေကရိုက်လဲအမေကမကြိုက်အမေကရိုက်ပြန်လဲအဖေကမကြိုက်တို့နှစ်ကလေးမှာစီးပြက်ကန်းပြက်ဖြစ်နေလေတော့ဤတေးကျင်တိုင်းတေးစိုးကျင်တိုင်းစိုးနေလေပြီထုံးဖေးဝဲလာသောမုတ်ကိုလဲခနာကလေးနှစ်ကုံအောင်စားလိုက်ဤစားလဲစားနိုင်တဲ့ကလေးပြီတမနတဲမုတ်တပဲဘိုးကြလေပြီမုတ်စားပြီးနောက်မိဘိုးတဲတွင်ဝင်၍ရှုပ်တော်ဤအာလူအခွန်နှွာရတွင်လဲတူပါဤ ဆန်ဆေးရာတွင်လည်းတူပါ၏။ပကံဆေးရာတွင်လည်းတူပါ၏။ငားလုံရာတွင်လည်းတူပါ၏။ဟိုနိုင်စားလိုက်ဒီနိုင်စားလိုက်နဲ့တက်ရှုပ်တဲရှုပ်နေလေပြီ။အဖေကခောက်လိုက်အမေကအော်လိုက်နဲ့လှုပ်တော်လဲဂယုမဆိုင်။ထင်းတလို့ဆော့ထင်းတလို့ရှုပ်နေလေတည်း။အဖေအမေချွတ်ထားသောခုံဖနက်ဂွင်းတို့ဖနက်များကိုစီးကပြေးလွှာကစားသောကြောင့်ချော်လဲဒီမှာခဏခဏပင် ဒူးပြဲဒီမှာလဲမကြမကြပင်ဖြစ်၏။မောင်လူအေးဒီဤကလေးကိုချစ်လဲချစ်၏။ချင်လဲချင်လေသည်။သူ့အဖေအမေများဤဖနှက်တို့ကိုစီးသောကြောင့်ချော်လဲ၍ဒူးပြဲသွားသောအခါမောင်လူအေးမှာတနာလဲတနာ၏။ကြေလဲကြေနက်လေသည်။တနာခြင်းကခမားမာနာကျင်သွားသောကြောင့်ဖြစ်၏။ကြေနက်ခြင်းကနောက်ဤသို့မဆော့ရန်ဆုံးမစရာတစ်ချက်ပေါ်လာသောကြောင့်သည်။ ထိုကလေးမီးဖို့ထဲတွင်ချော်လဲသည့်ဖြစ်ဒူးပြဲသွား၍စီကနေអော်လိုက်သည်နှင့်တပြိုင်နက်မောင်လူအေးသည်ခင်တန်းမြင့်နှင့်အတူဖိန်ခီလာဆေးပလင်းကိုကင်ကာကလေးရှိရာသို့ပြေးကြကုန်၏ဖိန်ခီလာဆေးကပေါက်ပြဲသောအခါထဲလိုက်လေအသေးခိုက်အောင်စက်တိတက်တိရှိသောဆေးပေသည်ကလေးအနာသို့ရောက်လေဆေးခံများများထဲ၍ဒူးပြဲကို မောင်လူအေးကနေပေး၏ခင်တန်းမြင့်ကအဝိဖြစ်စီး၍ပေးလေသည် လူတေကလေးကငေတံပအောင်អော်လီတော့တည်းမောင်လူအေးမှာအကျေနဲ့ကြီးကျေနဲ့နေတော့ဤလူတေကလေးမှာ နောင်သူ့အဖေအမေတို့ဤဖနံများဖြင့်စော့ဝင့်တော်မီမဟုတ်အကယ်ပင်လောမဟုတ်ပါ မောင်လူအေးအထင်မှားလီစွာဒူးနာပင်မပြောက်သေးစော့မြဲတိုင်းစော့သည်ပင် မောင်လူအေးအနှဲငယ်မျှမကျေနံလူတေကလေးကို နောက်တစ်ကြိမ်ဆုံးမရန်သာစောင်းစား၍နေတော့ဤတနေ့တွင် အမေအဖေများထမင်းချက်နေကြ gain လူတီကလေးပျောက်၏ဘယ်ရောက်နေမှန်းမသိအဖေနှင့်အမေတို့မှမျက်လုံးပြူးနေကြလိမ့်ပြီသူတို့နေထိုင်ရာအိမ်တွင်သွားရှာလဲမတွေ့မောင်လူအေးတို့အိမ်အခန်းများအတွင်နှံ့အောင်ရှာလဲမတွေ့မော်တော်ကားယုံထဲတွင်လည်းရှာမတွေ့မြည်သည့်နေရာမှာမှရှာမတွေ့ပေမြည်သူဖမ်းသွားပါသည်နီဝစ်စားထားသောပစ္စည်းအတွက်သူတကာခိုးသွားသည် ဆိုရမှာကလည်း ဘာကိုမျှဝစ်စားထားခြင်းမရှိ ပြန်ပေးလို့ရန်ဖမ်းသွားသည်ဆိုရမှာကလည်းတထေးသားမဟုတ်ခက်ပြီဘလို့လို့ရပါစိတ်အိုက်လျက်နေကြလေသည်။နောက်ဆုံးတွင်ထုံးဖေမှာမနေနိုင်တော့သဖြင့်တွေ့လို့တွေ့ညာမိန်လန်းမကြီးအတိုင်းရှောက်၍ရှာလေတော့၏လာလာလူတေကလေးကမောင်လူအေးတို့အိမ်နှင့်ဂိုက်တရားခန့်တွင်တည်ရှိသောကလားဆိုင်သို့ရောက်နေပေ၏လက်ထဲတွင်ပါသွားသော ပိုက်ဆံတပြားကိုဆိုင်ရှင်ကလားအကံပေးပြီးလင်ရေရာပော့ရေရာပော့ဟုဆိုနေလေ၏၎င်းဆိုင်သို့သူ့အဖေနှင့်တစ်ခေါက်နှစ်ခေါက်ရောက်ဖူး၏ရေရာပော့ရေရာပော့ဟု၍ဆိုနေသည်မှာတကြားလုံးကိုဝယ်နေဟန်တူလေသည် ဆိုင်ရှင်ကလားလည်းခလေးတယောက်တည်းအဘဲเจ้าရောက်လာသည်ကို မတွေးတော့တတ်သဖြင့်အံအားတင်နေ၌ထုံးဖေရောက်၍သွားလေသည်အကျိုးအကြောင်းကိုပြောပြပြီး ခလေးကိုခြိခဲ့သည် လမ်းထဲတွင်ငိုလိုက်သေးရုံးကန်ရုံးကန်နှင့်လည်းလှုပ်သေး၏သူ့လက်ထဲတွင် ပါ၍သွားသောပိုက်ဆံကသူ့အမေ၏ခေါင်းအုံအောက်မှယူသွားသောပိုက်ဆံဖြစ်၏တော်တော်တည်တဲ့ကောင်းကလေးပဲသူ့အဖေလည်းအိမ်သို့ပြန်ရောက်လင်ဝချမ်းခတ်သေးသေးဖြင့်အတော်ဆက်လောက်အောင်စော်လေသည် မောင်လူအေကအားပေးခြင်းကိုပြု၏ခင်တန်းမြင့်နှင့်သူ့အမေတို့ကမကြိုက်ကြပေ။ကောင်းကလေးမှာမောင်လူအေးအား အတော်စိတ်ဆိုးပုံရလေသည်ဤကလေးသည်နောင်နောင်တွင်မြည်တို့စကန်းသွောအုံမီနီစောင့်ကြည့်ကြအောင်စို့အားလုံးပဲကျင်းနဲ့နှစ်တန်နိုင်ကြပါစေရှင်မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပေါင်းဖြင့်နှလုံးတို့ဝါဖြင့်ပြည့်စုံကြပါ